ကိုယ်နေတဲ့ငွေကြေးကြက်တဲ့ကင်းညင်ရင်အတက်ပင်ကန်တစ်ခုတည်းပေါ်မှာမမှီခိုးပဲနဲ့ပတ်စစ်ပင်ကန်လမ်းကြောင်းတွေလည်းဒီဆောက်ထားဖို့အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကပတ်စစ်ပင်ကန်လမ်းကြောင်းတွေဘာကြောင့်တိဆောက်ထားတယ်လဲဆိုတာပတ်သက်ပြီးတော့ဝေမျှပေးချင်ပါတယ်ဆိုတော့ကျွန်တော်တို့လူတိုင်းကတော့ဒါဝင်ငွေတနည်းမဟုတ်တနည်းနဲ့အနည်းကြရတယ်ရှာကြရတယ်မာတက်ပင်ကန်မဖြစ်ဖြစ်ပတ်စစ်ပင်ကန်မဖြစ်ဖြစ်ပေါ့နော်အတက်ပင်ကန်တော့ကျွန်တော်ပြောနေကြတိုင်းပဲ ိုရင်ထက်တဲ့ဝင်အလုပ်လုပ်ပြီးမှရှားတဲ့ပုံမျိုးပေါ့ကျွန်တော် professional တွေဝန်ထမ်းတွေအဲလုပ်ပြီးတော့မှပုံမှန်ဝင်တဲ့လာစာမျိုးနောက် passive ငန်းကြတော့ကိုယ်တိုင်ထက်တဲ့ဝင်အလုပ်မလုပ်လဲရှားတဲ့ပုံမျိုးကျွန်တော် junior manager တွေလုပ်ပြီးစီးပွားရေးလုပ်ငန်းတွေလုပ်တယ်ကိုယ်တိုင်ထက်တဲ့ဝင်အလုပ်မလုပ်လဲပဲဒီကနေပြီးတော့ရှားတဲ့ပုံမျိုးဆိုတော့ဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့က passive ငန်းလမ်းကြောင်းဘာကြောင့်တိဆောက်ထားတယ်လို့လဲဆိုရဲဒါအချက်တည်းကတော့အများကြီးတယ် idea အဓိကကြတဲ့အချက်၃ချက်ကိုကျွန်တော်ကိုယ်နှပ်ပြခြင်းပါပထမချက်ကတော့ကိုယ့်ရဲ့ချင်းကိုကိုယ်ပိုင်သိတယ် ဒီအတက်ပင်ကလမ်းကြောင်းတစ်ခုတည်းမိခိုးမယ်။ထားပါလေကျွန်တော်တို့ကဒီအဝန်ထမ်းလုပ်မယ် professional လုပ်မယ်ဒီ9နာရီကနေညနေ9နာရီအထိကျွန်တော်တို့ကဒီရုံးတက်ပြီးအလုပ်လုပ်မယ်ဆိုရင်ကိုလုံးနေတဲ့အချိန်ကကိုဟိုင်းအချိန်မဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ကကိုယ့်ရဲ့အလုပ်ကိုပေးထားတဲ့အချိန်ဖြစ်သွားပြီပေါ့လေ။ဆိုတော့ဒီချိန်ထဲမှာကျွန်တော်တို့ကဒီအလုပ်အတွက်တောင်းယူရတာတွေရှိတယ်အလုပ်အတွက်ကိုလုပ်ပြရတာတွေရှိတယ်။ဒီလိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကပတ်သက်ပင်ကလမ်းကြောင်းတိဆောက်ထားမယ်ပေါ့။ဆိုတော့ကျွန်တော်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုပဲလုပ်လို့ဒါမှမဟုတ် အရင်ကတော့တခုကွယ်လုံလို့ပေါ့ကိုထဲထဲဝင်အလုံးမလုံနေပဲဝင်ဝင်ရပုံဝင်ရှိနေပဲပေါ့မကျွန်တော်တို့ကဒီစီဝါလုံငန်းတခုလုပ်တယ်ကိုရဲ့ team ကနေပြီးတော့ဒါကိုလက်ပတ်နေတယ်ဆိုတော့ရှင်ကျွန်တော်တို့ရုံးတက်ချင်တဲ့တက်မယ်လုံးမသွားလဲပဲကျွန်တော်တို့ကိုရဲ့ team ကနေလက်ပတ်နေလို့ရတယ်မထားတော့အင်ချန်မြေပဲဖြစ်ဖြစ် stop ပဲဖြစ်ဖြစ်ဒီနေ့မှတော့တခုလုတ်ထားမယ်ဆိုလို့ရှင်ကျွန်တော်ကိုရန်ဒါကြီးကိုထဲထဲဝင်သွားပြီးလုတ်ဆက်မလို့ပဲနဲ့အတီးကနေပြီးတော့ပုံမှန်ပုံကိုတခုရတယ်ဆိုတော့ဒီလိုရင်းနှီးမြှောက်နှံမှုတွေစီးပွားတွေ လှုပ်ခြင်းအပြင်ကိုပိုင်ချိန်နေကျွန်တော်တို့ကကိုရှိလာမယ်ကိုရဲ့မိသားစုအချိန်ပေးလို့ရတယ်ကိုလေ့လာခြင်းနဲ့ဟာလေ့လာလို့ရတယ်ခဏခီးပဲသွားသွားပါလို့လို့ပေါ့နော်ကိုချင်းကိုကျွန်တော်တို့ကကိုပိုင်သွားတယ်ခဏလို့လုပ်ငန်းတစ်ခုလုပ်နေဆိုလို့ရှိရင်မန်ဆက်လေးနိုင်တော့ကျွန်တော်ကောင်းတဲ့ဒီလုပ်ငန်းတော့ထည့်ထားတယ်ဒါပေမဲ့ကိုရဲ့အချိန်ကျွန်တော်တို့ကဒီရုံးမသွားလည်းပဲကိုရန်နေကိုကိုရဲ့လုပ်ငန်းကိုကျွန်တော်လှမ်းပြီးတော့ manage လုပ်လို့ရတယ်ကိုရဲ့အချိန်ကိုကိုတိုက်တယ်လို့စီမံခန့်ခွဲလို့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့က ပတ်စက်ပင်ကလာညောင်လေးတိဆောက်ထားခြင်းအပြင်ကျွန်တော်တို့ကိုယ့်ရဲ့အချင်းကိုကိုကြိုက်တယ်လို့စီမံတာပေါ့တရားသူဒုတိယချက်ကတော့ငွေကြေးတည်ငြိမ်မှုကိုရှိပါတယ်ကျွန်တော်တို့ခုနပြောသလိုပဲဒီ professional လုပ်တယ်ဝန်ထမ်းလုပ်တယ်ဆိုလို့ရှိရင်ပုံမှန်လားစားတော့သူရတယ်သူမှ pressure တွေ stress တွေကတော့အလောက်ရှိကြမှာရှိမယ်သူပုံမှန်လုပ်လုပ်တယ်ဥမာလာကုန်လို့ရှိရင်လာစားတစ်ခုရမယ်ဒါပေမဲ့သူက အကြောင်းတစ်ခုကြောင့်ကျွန်တော်ကျမ်းမာရေးကြောင့်ပဲဖြစ်ဖြစ်တခြားခက်ခဲတစ်ခုကြောင့်ပဲဖြစ်ဖြစ်ကျွန်တော်အလုပ်ကနားလိုက်ပြီးအလုပ်ကထွက်လိုက်ပြီဆိုလို့ရှိရင်သူ့ရဲ့ဝင်ငွေရက်သွားကျွန်တော်သူ့ဝင်ငွေရက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကထားပါတော့စုဆောင်မှုတစ်ခုလောက်ထားတယ်ဆိုရင်ဒီစုဆောင်ငွေသုံးနေဆက်ဆက်ချင်းမှကျွန်တော်တို့မသိတာဘူးဒါပေမဲ့လောင်းများတော့ကြာလာပြီခုမှသူ့မှာအလုံးမရှိတာဝင်ငွေမရှိတာကြာလာပြီဆိုလို့ရှိရင်မွေကြီးကြက်လေးတွေကြုံလာမယ်။နောက်တစ်ခါကျမှဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီပစံရှိငှားပြီးတော့ဒီအကျွေးတွေနဲ့ကျွန်တော်တို့ကလက်ပတ်အရာတွေဒါတွေရှိနိုင်မယ်ဆိုတော့ ကျွန်တော်တို့အဲ့လိုမဟုတ်ဖဲနဲ့ပတ်စစ်ပင်ကန်လမ်းကြောင်းတွေတိစောက်ထားမယ်ဆိုဒီဘက်မှာဝင်ငွေရက်သွားလဲပဲဟိုဒီပတ်စစ်ပင်ကန်လမ်းကြောင်းတွေပြောဟိုပုံမှန်တစ်ခုရှိနေနိုင်ပါတယ်မထားပတ်စစ်ပင်ကန်ဆိုတော့ကျွန်တော်ခုနပြောလို့ဒီစီးပွားလုပ်ငန်းကြီးတွေလုံမှရင်းနှီးမြှုပ်နှံမှုအဲ့တော့ stock တွေအင်ချင်မြေလို့ဒါမျိုးတွေကျွန်တော်တို့ကလုံမှရမဟုတ်အခြားလမ်းကြောင်းတွေလည်းကျွန်တော်တိစောက်ထားလိုက်တာဥပမာဒီနေ့ခင်မှာဆိုရင်ကျွန်တော်တို့အများကြီးလွယ်သွားပြီ online နေပြီးတော့ content တွေ create လုပ်ပြီးတော့ခဏကြောင်ညာဝင်ငွေတွေရနိုင်တယ်တချို့ဆိုလို့ရှိရင်ကိုကျွမ်းကျင်တဲ့ subject တစ်ခု ဒီတင်နန်းတွေပါတွေပေးပြီးတော့တင်နန်းဝင်ဝင်တွေရနိုင်တယ်။ချို့ဆိုလို့ချင်းစာအုပ်တွေထုတ်တယ်။မှစာအုပ်ရေးတယ်ဆိုလို့ချင်းသူကစာအုပ်ကဒီအချင်းချင်းထုတ်ဝေတိုင်းမှာသူကဒီစာမူကသူအများအားရနိုင်နိုင်တယ်ပေါ့။ဒါကြောင့်မို့ကျွန်တော်တို့ကဒီ passive ဘင်ကန်လမ်းကြောင်းတိဆောက်ထားပြီဆိုလို့ချင်းပို့မှာလှုပ်ပြသွားလဲပဲအလုံးမရှိလဲပဲကျွန်တော်တို့ကိုစစ်တဲ့ပုံပန်တရားမလိုတဲ့အခြေအနေကိုရရှိဖို့ဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ကိုယ့်ရဲ့ငွေကြေးကျော်ဝမှုအလားအလာပိုကောင်းစေတယ်။ကျွန်တော်ခုနပြောလိုပဲဒီ one and load တာက သူ့မှာ stress တွေ pressure တွေနည်းနိုင်တယ်နောက်တစ်ခုကပါလဲဆိုတော့ဒီအထူးသဖြင့်ဒီဝင်ဝင်နဲ့ပတ်သက်လို့ရှိရင် तू ကလုပ်ငန်းရှင်တယောက်လုပ်ငန်းရှုံးဝါးမြတ်မလားတဲ့ तू တိတ်ပြီးတော့စဉ်းစားနေကြရမလို့ तू အလုပ်လုပ်တယ်နောက်ကုန်လို့ရှိရင် तू မှာပုံမှန်ဝင်ဝင်တစ်ခုရှိတယ်ဒါပေမဲ့ပြဿနာကကိုထားပါတော့ဆယ်သိန်းဝင်တဲ့သူဆိုလို့ရှိရင်ဒီဆယ်သိန်းပြင်သူပုံမရအောင်တချို့ကော်မရှင်တို့ဘောနပ်စ်တွေရတာမျိုးတွေလို့ပေါ့နော်သူ့မှာပုံမှန်ဝင်ငွေတစ်ခုရှိတယ်ဒါပေမဲ့ဒီဝင်ငွေကလည်းအကန့်အသတ်ရှိတယ်ကိုကစီးပွားလုပ်ငန်းတစ်ခုလုပ်တယ် ကျွန်တော်တို့တခြားဒီ investment တစ်ခုလုပ်တယ်ဆိုလို့ရှိရင်ကိုယင်းနှိမ့်နှံ့နှိမ့်နှံ့သလားနောက်ကိုရဲ့ယင်းနှိမ့်နှံ့မှုကဒီ profit များရင်များသလားကိုရဲ့ဝင်ဝယ်လည်းကျွန်တော်လိုက်ပြီးတိုးနိုင်တယ်ဒါကြောင့်မို့ကျွန်တော်တို့သိပ်ပြီးတော့ဝင်ဝယ်ကောင်းတဲ့ဒီ professional တချို့ကလွယ်လို့ဒါငွေကြေးကြွားတဲ့သူအများစုကြီးလာလို့ရှိရင်သူတို့စီးပွားလုပ်ငန်းလုပ်ရင်လို့မလုပ်လို့ရှိရင်တော့ဒီတခြားဒီ access တွေယင်းနှိမ့်နှံ့မှုတွေမှာသူတို့ငွေကြေးယင်းနှိမ့်နှံ့ပြီးတော့ထိဆောက်ထားတာဖြစ်သွားတယ် ။ဒါကြောင့်မို့ကျွန်တော်တို့ကဘုံဘုံနဲ့ပတ်သက်ရင်ဟိုချစ်ကျက်တဲ့ကင်းကျင်ရင်ဒီအက်တစ်ဘင်ကတခုတည်းပေါ့မှာမိခိုတာမျိုးချက်ပတ်စစ်ဘင်ကမှန်းလို့ဒီဆောက်ထားပေါ့။အဲဒီကြည့်ပါ။အားလုံးကျေးဇူးတင်ပါ